1962ခုနှစ်ကဲ့သို့ရခိုင်ငလင်ကြီးပြန်လည်ဖြစ်ပေါ်လာနိုင်ကြောင်းပညာရှင်များမှတုံ့တက်ပြောဆိုလာခဲ့။ Superjoy Media ပြည်သူကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ပြီးခဲ့တဲ့မေလ19ရက်နေ့မနက်ခင်းပိုင်းအချိန်မှာဆိုလို့ရှိရင်နော်ရခိုင်ပြည်နယ်ရံပဲကျွန်းအနောက်ဘက်မှာအင်အားတင်းတင်းရှိတဲ့ငလင်တစ်ခုကလောက်ခတ်သွားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုချိန်မှာဆိုလို့ရှိရင်တော့မိုးလေဝသပညာရှင်တွေအနေနဲ့ငလင်ခတ်မှန်းမှုတွေကိုဇက်တိုက်ဆိုလို့လောက်ဆောင်ရရရှိနေပြီးတော့ ဒီအချိန်နေနဲ့ပတ်သက်ပြီးမိုးလေဝသနဲ့ပတ်သက်ပြီးတော့ခမန်းသုံးသက်ပြောဆိုသူတူအနေနဲ့သူရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာထပ်ပေါ်မှာရခိုင်ငလင်းသတိပေးချက်ဆိုက1962ခုနှစ်ကလိုရခိုင်ငလင်းကြီးပြန်လည်လှုပ်ခတ်နိုင်ရဖို့လေအချက်လက်တွေနဲ့တကွသတိပြုနိုင်ဖွယ်တင်ပြရေးသားလာခဲ့တာလည်းဖြစ်ပါတယ်။ရှင်းပါပညာရှင်ရဲ့ရေးသားဖော်ပြမှုတွေထဲမှာဆိုလို့ရှိရင်တော့ရခိုင်ငလင်းသတိပေးချက်ဒီကနေ့ဖလော်ရီဒါဆန်တော်ချိန်မေ18 3:15 PM မေ19 ြန်မာစံတော်ချိန်ညတကောင်ကျော်တနာယီ45အချိန်မှာရခိုင်ပြည်နယ်ရန်ပြဲကျွန်းအနောက်ဘက်ပင်လယ်ပြင်ထဲမှာပြင်းအား5.0ခန့်ရှိတဲ့ငလင်တစ်ခုကလှုပ်ခတ်သွားခဲ့ပါတယ်ရခိုင်ကမ်းလွန်ပြင်မှာပြင်းအား5 planet လှုပ်ခတ်သွားတယ်ဆိုတာကပုံမှန်လုံးဝမဟုတ်ပါဘူးအထူးသတိထားရပါမယ်ဘာလို့အထူးသတိထားရမလဲဆိုရင်တော့ဒီနေရာတွေဟာ1962ခုနှစ်မှာစကိုင်းပြည့်၍ငလင်တွေထက်ဆယ်ဆမကအင်အားကြီးမှတဲ့ Argon Aquit ငလင်ကြီးလှုပ်ခတ်သွားမှုတဲ့နေရာတွေဖြစ်နေလို့ပါပဲ။ ဲဒီကေတုံကဒီငလင်ဟာကမ္ဘာမှာအကြီးဆုံးနဲ့အပျက်စီးအများဆုံးဖြစ်ခဲ့တာဖြစ်တယ်လို့ဆူနာမီလိုင်းကြီးတွေဖြစ်ပေါ်ခဲ့မှုတဲ့စံချိန်တဲ့ငလင်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်မန္တလေးစကိုင်းငလင်ကြီးရဲ့ after shot တွေဆိုရင်ရခိုင်ကမ်းလွန်ပင်လယ်ပြင်ထဲမှာတွားပြီးတော့လှုပ်ခတ်နိုင်စရာအကြောင်းကလုံးဝမရှိပါဒါဟာပုံမှန် after shot မဟုတ်ဘဲနဲ့နောက်ထပ်ငလင်ကြီးတစ်ခုရဲ့ရှေ့ပင်းငလင် four shot ဖြစ်ဖို့ဖြစ်နိုင်ခြေအလွန်များပါတယ်အဲဒါကြောင့်မို့ရေးပေါ်ကြိုတင် ပြင်ဆင်မှုတွေလှုပ်ထားရပါတော့မယ် 1962ခုနှစ် American Earthquake ငလင်ကြီးဟာစကိုင်းပြည့်၍နဲ့မသက်ဆိုင်ဘဲနဲ့အိန္ဒိယ plate နဲ့ Burma micro plate တို့အကြားလှုပ်ခတ်သွားခဲ့တာဖြစ်ပြီးအိန္ဒိယဟာကျွန်တော်အရင်ကပြောခဲ့မှုတဲ့အလွန်အင်အားကြီးမားတဲ့ Indo-Burma mega threat ရှိတဲ့နေရာလေဖြစ်ပါတယ်1962ခုနှစ်တုန်းကငလင်တွေကိုပြင်းအားကိုတိတိကျကျတေချာမတိုင်းတာနိုင်ခဲ့ကြပေမဲ့လည်းဖြစ်ပေါ်လာခဲ့တဲ့အပျက်စီးဆုံးရှုံးမှုအရွယ်အစားတွေကိုကြည့်လျင်ဒီငလင်ဟာအနည်းဆုံးပြင်းအား8.5ကနေပြီးတော့ နိုင်ပလက်လောက်ထိရှိနိုင်တယ်ဆိုပြီးတော့လဲခံမှန်းထားခဲ့ကြတာပါဒီခိုင်ကန်းလွန်ပင်လယ်ပြင်မှာမလင်ကြီးတွေမလောက်တာဟာဆိုလို့ရှိရင်တော့1962ခုနှစ်ကတည်းကဆိုတော့အခုဆိုလို့ရှိရင်နှစ်ပေါင်း263နှစ်တောင်ကြာရှိနေခဲ့ပါပြီဒါကြောင့်လဲဒီတစ်ခါလို့လို့ရှိရင်နှစ်ပေါင်း260ကျော်ကြာအောင်စုစည်းထားတဲ့အင်အားကြီးဖြစ်လို့ပြင်းအားနိုင်ပလက်အထိတောင်ဖြစ်သွားနိုင်ပါတယ်မလင်ဘဟုချက်ကလည်းကန်းလွန်ပင်လယ်ပြင်ထဲမှာဖြစ်နိုင်လို့ဆူနာမီလိုက်လုံးတွေကလည်းပေတရာကျော်လောက်ထိတောင်ဖြစ်သွားနိုင်ပါတယ် ။ဒါကြောင့်လေဒီနေရာမှာအင်အားကြီးငလင်တစ်ခုလောက်မယ်ဆိုရင် ဆူနာမီကြောင့်ဆုံးရှုံးပျက်စီးမှုတွေဟာသခိုင်းမန္တလေးငလင်ထက်အစာပေါင်းများစွာပိုများသွားနိုင်ပါတယ်။ဒါဟာချင်းချောက်နေတာလုံးဝမဟုတ်ပါဘူး။ချင်းချောက်တယ်လို့ထင်လို့ရှိရင်1962ခုနှစ်ရဲ့ရခိုင်ငလင်တမိုင်းကို ကိုယ်တိုင်ပြန်လေ့လာကြည့်လိုက်ပါ။1962ခုနှစ်မြန်မာပြည်နောင်တော်ကြီးမင်းလက်ထက်ရခိုင်ပြည်စနပရမရာဇာမင်းလက်ထက်မှာရခိုင်ငလင်ကြီးဟာရခိုင်ကံယူတန်းတစ်လျှောက်မှာပြင်းထန်စွာလက်ခတ်ခဲ့တာပါ။ဆူနာမီလိုင်းများကိုဖြစ်ပေါ်စေခဲ့ပြီးတော့ရခိုင်ပြည်စနပရမရာမင်းနန်းဆိုင်ရာ မြောက်ဦးမြို့နေပြီးတော့အပါအဝင်ဒေသအတွင်းမှာရှိတဲ့မြို့ရွာတွေအားလုံးကပျက်စီးခဲ့ကြရပါလေလူသေဆုံးမှုကလည်းထောင်ပေါင်းများစွာရှိခဲ့တာဖြစ်ပြီးတော့အချို့သောကြေးရွာများဟာအဆအနှတောင်ရှာလို့မရအောင်ပျောက်ကွယ်သွားခဲ့ပူပါလေမင်းနေပြီးတော့တစ်ခုလုံးတော့ပျက်စီးသွားခဲ့ရပူပါလေဒီလုံငလင်မြို့ဟာနှစ်ပေါင်း200မှ250ဂန်းလောက်မှနောက်ထပ်တစ်ကြိမ်ထပ်လာနိုင်တယ်လို့အစောတုန်းကခန့်မှန်းထားခဲ့ကြပူပေမဲ့အခုတော့နှစ်ပေါင်း260တောင်ကျော်သွားခဲ့ပါပြီဒါကြောင့်လဲနောက်တစ်ခုထပ်လာဖို့အတွက်လဲရက်လွန်နေပါပြီ 1962ခုနှစ်ရခိုင်ငလင်အကြောင်းကိုရခိုင်ရာဇဝင်များမြမမှတ်တမ်းများနဲ့ထိုခေတ်ကဥရောပသားကုန်သည်များရဲ့အမှတ်တမ်းများမှာဟောပြထားခဲ့ပါတယ်အထူးသဖြင့် Dutch နဲ့ Portuguese ကုန်သည်များအနေနဲ့အင်္ဂလင်ရဲ့ကြီးကျယ်ပျက်စီးမှုတွေကိုမှတ်တမ်းတင်ခဲ့ကြရမှာအဲ့ဒီချိန်တုန်းကကမ္ဘာငလင်အပြင်းထန်ဆုံးတစ်ခုအဖြစ်စံချိန်တင်မှတ်တမ်းဝင်ခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်မင်းညာကတကောင်ကျော်မနှက်အစောပိုင်းမှာလောက်ခတ်သွားခဲ့တဲ့ 5.0ငလင်ကနောက်ထပ်လာနိုင်တဲ့ဒီခိုင်ငလင်ကြီးတစ်ခုရဲ့ရှေ့ပြေးငလင် for shot တစ်ခုမဖြစ်ပါစေနဲ့လို့ပဲကျွန်တော်တို့ကဆုတောင်းရပါမယ်။ဒီခိုင်ကန်ယူတန်တစ်လျှောက်အထူးသတိရှိကြပါ။ဒီခိုင်ငလင်ကြီးထပ်လာရင်စကိုင်းပြည့်ရွှေထွက်ပို့ဆိုးနိုင်ပါလေ။1962ခုနှစ်ဒီခိုင်ငလင်ကမြမတမိုင်းတွင်အင်အားအကြီးဆုံးငလင်ဖြစ်ခဲ့ဘူးပါသည်။ ားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေ။ Kevin Ever Power ဆိုတဲ့လူမှုကွန်ရက် social media အကောင့်ထက်ကနေပြီးတော့အခုလိုပဲသူ့ရဲ့တုံ့သက်ချက်တွေကိုပြောဆိုတင်ပြရေးသားလာခဲ့တာလည်းဖြစ်ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးတော့အများပြည်သူများအပြင်မိုးလေဝသပိုင်းဆိုင်ရာပညာရှင်များအနေနဲ့ဒီတုံ့သက်ချက်ဟာသတိထားရမှာဖြစ်တယ်လို့ချိန်ချောက်တာလည်းမဟုတ်တယ်လို့မိုးလေဝသအသည့်သတိရှိဖို့အတွက်ကိုပညာရှင်များအနေနဲ့တုံ့သက်ပြောပြနေတာဖြစ်တဲ့အတွက်ဖြစ်သည်ရှိရင်ဖြစ်သည်ရှိ တိတိကျကျဂရုစိုက်ပြီးတော့စင်ကျင်သိထားရမယ့်အချက်လက်တွေဖြစ်ကြောင်းကိုလည်းအထူးတလေးတစားနဲ့ပေါ်ပြမှုတွေနဲ့မျှဝေမှုတွေပါရှိလို့လာခဲ့တာကြောင့်မို့လို့အခုတင်ပြကြပါလေကိုကျွန်တော်စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းမတိလိုက်ရမရှိရလေအောင်တင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့လည်းမိုးလဝတအတိအထူးသတိရှိကြနိုင်စေဖို့အတွက်ကိုလည်းအခုတင်ပြကြပါလီမှာတစ်ဆင့်တိုက်တွန်းနှုံးဆော်လိုက်ရရင် ဒီသတင်းကြားတင်ဆက်မှုကတော့ဒီလောက်ပဲဖြစ်ပါတယ်မြန်မာပြည်သူပြည်သားများအားလုံးလည်းတဘာဝဘေးအန္တရာယ်တွေကနေပြီးတော့အမြန်ဆုံးကင်းဝေးနိုင်ကြပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ရင်းနဲ့ချစ်ချစ်အားပေးကြတဲ့ဒုတိယရှင်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းဝန်သတင်းထုတ်တွေနဲ့တကွကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေ